ဒီကနေ့မှကစားတဲ့ US Open တင်းနစ်ပြန်ပွဲမှာပထမနေ့ပွဲစဉ်တွေမှာနာမည်ကြီးကစားသမားတွေကိုယ်စီနိုင်ရခဲ့ကြပါတယ်။ယူဇာတူချင်းမှာစီရင်စင်တရစာပြတင်းနစ်သမားဂျိုကိုဗစ်ကပိုလန်သားဂျန်နိုဝစ်ကို6-3,5-6နဲ့6-6တင်းနဲ့အပြီးစပိန်တင်းနစ်သမားနာဒယ်ကဥစ်ဘက်ကစ်တန်နိုင်ငံသားဒက်နစ်အစတိုမင်ကို6-7,6-4,6နဲ့နိုင်ရပါတယ်။ဘရာဇီးပွဲစဉ်တော်တစ်ပွဲမှာလည်းဖြစ်တဲ့နိုင်ငံသားအက်ဒမွန်ကဖြစ်တဲ့တင်းနစ်သမား gasket ကို6မိနစ်6မိနစ်6သုံးနဲ့နိုင်ရတယ်လို့ပြင်သစ်နိုင်ငံသားတော်သူဖြစ်တဲ့ Monfe ကဒူဇင်ဘတ်နိုင်ငံသား Kiles Mula ကို646မိနစ်96နဲ့နိုင်ရခဲ့ပါတယ်။မြို့မီတူးချင်းပြမစင်ပွဲတွေမှာတော့ Slovenia တင်းနဲ့မဲ့ Arco ဒုတိယပွဲလမ်းမှာရှုံးပေးသွားလို့ Champion တင်းနဲ့မဲ့ Angelica Varnaya ပြီး Season အဆင့်3 Spain တင်းနဲ့မဲ့ Mugu Mugurosa က Bechandu Martins ကို266 63 63နဲ့ သိသိနိုင်ရခဲ့ကြပါတယ်ကျွန်တော်အောင်းအိမ်မှာ